တယ်ချောင်းကလည်းဟိုနည်းနည်းကျမကြီးသိပ်မကောင်းသေးတဲ့အတွက်ကြောင့်မို့အဲအချင်းအဆူလေးတွေတော့ခဏနားထားပါလေမနာဘဲနဲ့ဒီအရေးဆက်ပြီးစုံနေလို့ရှိရင်တော့နောက်တနည်းနှစ်လောက်ပဲဆိုလို့ရမယ်လို့တော့ပြောပါတယ်အားကြောင့်ကျွန်တော်နားဖို့ဆုံးဖြတ်လိုက်တာကျမကြီးလည်းရှူကြတယ်တက်လုံးကလည်းမကောင်းကျွန်တော်အဲ့လိုမျိုးပေါ့နော်ငငယ်တွေကပိန်နေ ကျွန်တော်ကတော့ကျွန်တော် ပုံစံလေးကိုကျွန်တော်ကြိုက်တယ်ပြီးတော့ကျွန်တော်ကဟိုအရန်လဲမဝကျင်ဘူးအဖေကလည်းပိန်ပိန်လေးပဲအမေကလည်းပိန်ပိန်လေးပါပဲအဲအကြောင်းကျွန်တော်မျိုးရိုးလိုက်တာလည်းပါပါကျွန်တော်ရဲ့ကျမကြီးကတော့အရင်အထက်စားလို့ရှိရင်အများကြီးကောင်းလာပါပြီ။အဲလူလဲလန်းလာပြီးအရင်လိုတက်ရှူမွားလာတယ်မောလာတယ်လည်းမရှိတော့ပါဘူး။အဲလွန်ခဲ့တဲ့အပတ်က chat app လုပ်လိုက်ရတဲ့အဖေကဆရာဝန်တမားတော်တွေကတော့တော်တော်လေးနေကောင်းကျမလာပြီလို့ပြောပါတယ်။ ဒါပေမဲ့ကျွန်တော်တောက်နေရတချို့ဈေးကြီးကြောင်းပေါ့နော်ပြီးတော့ဒေချောင်းကလည်းဟိုနည်းနည်းကျမ်းမာရေးတိတ်မကောင်းသေးတဲ့အတွက်ကြောင့်မို့အဲတချင်းအဆိုးလေးတွေတော့ခဏနားထားပါတယ်အဲအရင်တော့ကတော့ကျွန်တော်ကနေမကောင်းဖြစ်နေတော့တချင်းတွေပဲဆိုခဲ့ရဗျာအဲ့လိုမျိုးစိုးပြိုင်ပွဲရထွက်လာတော့ဆိုအဲတော့ဆိုအတန်တွေအရင်လေးကျင်းရဟိုကျင်းရဖြစ်တဲ့အတွက်ကြောင့်မို့လေ အတန်နေအရန်ထီတယ်ဒါပေမဲ့လည်းကျွန်တော်ကအဲ့လိုတခြင်းတွေကိုစုံမိနေရပါတော့နေမကောင်းရင်တောင်မှဘာလို့လဲဆိုတော့ဟိုထမင်းဆိုင်လမ်းလျှောက်ရင်တစ်ခါကြရင်ဟိုအသိစိတ်ကမစုံမိနေတော့မသိစိတ်ကသူကသူအလိုလိုစုံမိနေရဒါအကျင့်ပါနေရဖြစ်တဲ့ကြောင့်မို့လीဟိုအဲ့ဒါကြောင့်မို့လဲဖြစ်ပါလိမ့်မယ်ကျွန်တော်အတန်နေထီရဲအဲ့လိုမျိုးအတန်နေနာရဲအဲ့ကြောင့်အခုနားဖြစ်သွားတာဘာလို့တောင်အထူးမဖြစ်လားအတန်အားဘလောက်ထိခိုက်ခဲ့လဲဆိုတော့အခုတော့ဆရာဝန်ပြောတာကတော့အဲတခြင်းအစို့ ခဏတော့နားလိုက်ပါခဏနားလို့ရှိရင်တော့အဆင်ပြေမယ်မနားဘဲနဲ့ဒီအရေးဆက်ပြီးဆိုနေလို့ရှိရင်တော့နောက်တနေ့နှစ်လောက်ပဲဆိုလို့ရမယ်လို့တော့ပြောပါတယ်အားကြောင့်ကျွန်တော်နားဖို့ဆုံးဖြတ်လိုက်တာလောဆယ်တော့တချင်းတွေကမဆိုဖြစ်တာတော့မဟုတ်ပါဘူးနည်းနည်းပါးပါးတော့ဆိုမှာပေါ့နော်ဟိုတချင်းအများကြီးအရန်ပြင်ပန်းပန်းလို့တော့ဆိုလို့တော့မရသေးပါဘူးခင်ဗျာ အဲ့ဒါကြောင့်ကျွန်တော်ပြီးတော့အဲတချင်းဆိုလို့မရဘူးဆိုရင်ကျွန်တော်ရဲ့ fan လေးအမာခံပရိသတ်တွေကိုကျွန်တော်ကပြစ်မထားပါဘူးခင်ဗျာကျွန်တော်အမြဲတမ်း TikTok ရယ် Facebook ရယ် YouTube မှာအမြဲတမ်းကျွန်တော် live လွှင့်ပြီးတော့ကျွန်တော်တချင်းဆိုပြပါတယ်ပြီးတော့ကျွန်တော်အရင်အလုပ်ထားတဲ့တချင်းလေးတွေတလားတလားကိုပုံမှန်လေးတွေထွက်ပေးပါမှာခင်ဗျာအဲကျွန်တော်ကတော့အရင်တော့ကဘယ်လိုလဲကျမ်းမာရေးလိုက်ရှူကြတယ်တက်လုံးကလည်းမကောင်းကျွန်တော်ကအဲ့လိုမျိုးပေါ့နော်ယောဂထူရယ်ယောဂထူရယ်တော့ကြောင့်မို့ကျွန်တော်အဲ့လိုမျိုးဈေးလည်းတောက်ရတယ်ပြီးတော့ အခုဆိုရင်ဆေးတော်တော်ကုလိုက်ရတယ်ကျွန်တော်လူလူရောပြီးတော့စိတ်ကလည်းကျမကြီးစိတ်စိတ်ကျမကြီးရောလူကျမကြီးရောအပြန်ကိုအထူးတောင်ဖြစ်အောင်အရန်စူးစမ်းရပါတယ်ခင်ဗျာပိတ်နာလေအဲ့ဒါကြောက်ဖြစ်တာနေရဘယ်လိုမျိုးမောင်းလေးထူချခဲ့တယ်အဲ့ဒါလူပြောပါကျွန်တော်ကအဲ့လိုငငယ်တွေကပိတ်နေပြီးတော့ဘယ်လိုပြောမလဲငငယ်တွေကပေါ့နော်အဲ့လိုဘယ်လိုပြောမလဲအစားအသောက်တွေဆိုလဲရွေးတယ်ပြီးတော့အခါကျတော့မျိုးရိုးလိုက်တာလဲပါမှာပေါ့အဲကျမကြီးကြောင့်လဲပါရင်ပါလိမ့်မယ် ကျွန်တော်အခုနောက်ပိုင်းတော့အာဟာရရှိရဲ့အစားအစာရစားတယ်ကျွန်တော်အကြိုက်ဆုံးစားစာတော့ဆန်ပြိုးကြိုက်တယ်ကျွန်တော်အများနဲ့စားတယ်အဲ့လိုမျိုးအဲဘယ်လိုပြောမလဲသမင်းဘိုက်စားလို့ရှိရင်တစ်ခါလေကြလို့ရှိရင်အိမ်မှာဘာဟင်းမှမရှိလို့ရှိရင်အဲ့လိုမျိုးလုံးမုံနဲ့သမင်းနဲ့ပျော်ပြီးတောက်လိုက်တာတို့အဲ့လိုအဲ့လိုအလွယ်အများနဲ့လှုပ်ခဲ့တာပေါ့နော်အဲ့လိုအလွယ်အများနဲ့လှုပ်ခဲ့လို့လည်းခုလိုမျိုးကိုခန်းအနေနဲ့ပါဖြစ်တာပါအဲ့အဲ့လားကြိုက်လေးကြိုက်တာလည်းပေါင်းပါဗျ။ကြိုက်တယ်အဲ့လိုမျိုးတစ်ခါကြိုက်မနေ့ကနေညနေကနေပေါင်းစား။မနေ့ကကြိုက်အဲ့လိုမျိုး ဟိုအလုပ်ဒါလုပ်နေအချိန်ကလင့်လင့်တော့ဆက်နှစ်လောက်မှစားဆက်နှစ်လောက်မှစားပြီးတော့ခါပြီးဗိုက်စားလို့ဆိုပြီး၃နိုင်လောက်ထပ်စား၃နိုင်လောက်စားဝင်၆နိုင်လောက်တစ်ခါစားအဲ့လိုမျိုးလေးနေထိုင်စားတာမပုံစံလေးကြောင်းနေတော့တယ်အခုတော့ကျွန်တော်ထမင်းပုံမှန်စားတယ်မနက်ခင်းမိုးလင်းလာရင်အဲ့လိုကျွန်တော်ရဲ့အတန်အတွက်ပေါ့နော်တန်ကောင်းအောင်ဆိုပြီးအမြဲတမ်းမနက်ခင်းမိုးလင်းလာရင်ပြားရည်တစ်ခွက်တောက်တယ်ပြားရည်တောက်ပွားလို့ရှိရင်ရေရေအဝါတောက်တယ်တနေ့ကိုရေ1လီတာပေါ့နော်အဲတနေ့တစ်ခါလောက် ဟိုတနေ့ကို5လီတာလောက်ဖြစ်မယ်ကျွန်တော်ဒီရေလဲတောက်တယ်အဲ့ဒါ Always always ever again အရာတို့ရောက်တော့လေကိုပြန်တာလေးနာမတရားလေးကျွန်တော်ကတော့ကျွန်တော်ပုံစံလေးကိုကျွန်တော်ကြိုက်တယ်ပြီးတော့ကျွန်တော်ဟိုအရန်လဲမဝကြင်ဘူးဒီထက်နည်းနည်းလေးပြည်လာရင်တော့ပို့ပြီးတော့ကောင်းမယ်လေသူအရန်ဝတာလည်းမကြိုက်ဘူး ိုပိန်ပိန်လေးပဲကြိုက်ပါတယ်ခင်ဗျငငယ်တုန်းကလည်းပိန်နေအခုချိန်ကြီးလည်းကျွန်တော်ပိန်နေပြီးတော့အဖေကလည်းပိန်ပိန်လေးပဲအမေကလည်းပိန်ပိန်လေးပါပဲအားကြောင့်ကျွန်တော်မျိုးရိုးလိုက်တာလည်းပါပါကျွန်တော်ဂျင်းကစားတဲ့စိတ်ရှိတယ်မကစားနိုင်တော့ဘူးကျွန်တော်ကအဲ့လိုအခုအလုပ်တွေကလည်းဂျားထဲမှာဟိုအချင်းချင်းမဆိုဖြစ်ဘူးဆိုရင်လည်းအလုပ်တွေကလည်းကျွန်တော်များနေတယ်ကျွန်တော်သင်တန်းတွေလည်းတက်ရတယ်မနက်ခင်းပိုင်းဆိုလည်းကျွန်တော်အစောကြီးထားပြီးဥပကောအိမ်မှာလည်းလေ့ကျင့်ခန်းလုပ်ပါတယ်ကျွန်တော်နေ့လယ်ခင်းပိုင်းဆိုလည်းအခုအားတဲ့နေ့တွေဆိုရင်ကျွန်တော် တယောသီးတင်တာတို့ပြီးတော့အခု piano တင်တာတို့လုပ်တယ်ညနေခင်းပိုင်းဆိုရင်တော့ကျွန်တော်သင်တန်းတွေတက်ဖြစ်တယ်ညခင်းပိုင်းဆိုလည်းအတိုင်းပါပဲညခင်းနေလည်းတိတ်မအားဖြစ်ဘူးညခင်းဆိုလည်းအတိုင်းပဲသင်တန်းတွေတက်ဖြစ်တာတက်ခဲ့တဲ့သင်တန်းတွေကတော့ကျွန်တော် vocal အတွက်ကတော့ကျွန်တော် vocal class ကပြီးသွားပြီအဲ guitar တိကအရင်တော့တော့တိတ်မကျွမ်းဘူးအခုနောက်ပိုင်းတော့ကျွန်တော် guitar ကိုကောင်းကောင်းတော့ကျွန်တော်တီးတက်သွားပြီ guitar တိသင်တန်းတက်လိုက်တာ ဂီတာလေးသင်တန်းကလည်းပြီးသွားပြီအခုတော့ကျွန်တော်ရဲ့ဆရာနဲ့ကျွန်တော်တရော့ကိုပြန်သင်နေတယ်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်ပီယာနိုသင်မယ်ပြီးတော့အခုကျွန်တော်အိမ်မှာဆိုမနက်ခင်းပိုင်းဆိုရင်ကျွန်တော် music production ဘိုင်းနဲ့ music master ဘိုင်းနေသင်တယ်ကျွန်တော်အိမ်မှာဆိုအဲ့လိုမိုက်တွေ sound box တွေ sound card တွေပေါ့နော် အကုန်လုံးဝယ်ထားရယ်ဝယ်ပြီးတော့ကျွန်တော်အခုအဲ့ music production နဲ့ပတ်သက်တဲ့ဂီတာအကြောင်းတွေလေ့လာသင်ယူနေပါတယ်ခင်ဗျာ ပွဲတွေကလည်းကျွန်တော်လာအခုလာ9လရှိရယ်ပွဲပွဲတွေလာဆိုကန်လန်းလို့ရှိရင်ကျွန်တော်အဲညင်းညင်းလိုက်ရတာပေါ့ဗျာအဲအကြောင်းကိုကျွန်တော်လည်းဆိုနေတာပေါ့အဆိုတော်ဆိုကျွန်တော်ပွဲဆိုတာပျော်တယ်တခြင်းတွေဆိုရရင်ကျွန်တော်ပျော်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အခုလိုမျိုးကျမ်းမာရေးအခြေအနေကြောင့်ရောပြီးတော့ကျွန်တော်မှလည်းအခက်အခဲအကြက်တဲရှိတယ်ပြီးတဲ့အခါကျတော့ကျွန်တော်တင်ယူလေးလာစရာလေးပညာလေး ရှိရတဲ့အတွက်ကြောင့်ကျွန်တော်အခုလိုမျိုးအဲနားထားလိုက်ရပါခင်ဗျာကျွန်တော်ကိုအဲအစဉ်တစိုက်အားပေးနေကြတဲ့အမာခံပရိသတ်တွေဖန်တွေရောအဲ online ဟိုပရိသတ်တွေအားလုံးကိုကျွန်တော်ယင်နေရနေလိုက်လိုက်လေးလေးကျေးဇူးတင်ပါတယ်ဖြည့်ဆက်ပြီးလဲကျွန်တော်တရှင်းကောင်းကောင်းလေးတွေအများကြီးအောင်ဖန်တီးတော့ပါမယ်စူးစမ်းတော့ပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်